အားလုံးပဲမင်္ဂလာပါ Central Computer Training Center ကနေကြိုဆိုပါတယ်အခုပြောပြပေးခြင်းတဲ့သင်ခန်းစာလေးက Microsoft Word မှာ Watermark Technique လေးပြောပြပေးမှာပါဒီ Microsoft Word မှာ Watermark Technique လေးပြောပြပေးမှာပါ watermark ထည့်ကျင်နေဆိုရင်အပေါ်တက်တည်ကဒီဇိုင်းဒီဇိုင်းတက်မှာတစ်ချမ်းနေပါဒီဇိုင်းတက်ထဲကမှာ space background glue ထဲမှာ water mask ဆိုပြီးရှိပါတယ်အဲ့ဒီ water mask ရဲ့ downwind လို့မှာတစ်ချက်နှိပ်ပါပြီးရင်တော့ custom water mask ကိုရွေးပေးပါ printer water mask ပေါက်လေးကြလာမယ်ဒီပေါက်လေးကြလာခဲ့ရင် picture water mask ရှိမယ် test water mask ရှိမယ်ကိုကပုံလေးနဲ့ပေါင်းထည့်ခြင်းရင် picture water mask စာသားအနေနဲ့ပေါင်းထည့်ခြင်းရင် test water mask ပထမဆုံးပုံနဲ့ပေါင်းထည့်ပြမယ်နော်ပစ်ချာဝါတာမန်ကို ရွေးပေးပါပြီးရင်နော်ဆလတ်ပစ်ချာမှာနှိပ်မယ် wash off line မှာနှိပ်ပါမယ်ပုံလေးကြလာခဲ့ရင်ကိုယ်စိတ်ကြိုက်ပုံလေးတစ်ပုံ ရွေးပေးပါဒီပုံလေးရွေးမယ်ပုံပေါ်မှာကလေးတစ်ချမ်းနဲ့အင်းဆာမှာနှိပ်မယ်ပြီးရင်နော် okay မှာနှိပ်ပေးပါဒါဆိုရင်ကြည့်မယ်စာရွက်ထဲမှာ water mask လေးပေါ်လာပြီ ဟုတ်ပြီနော်စာရွက်ထဲမှာ water mask လေးပေါ်လာပြီတကယ်လို့ကိုထည့်ထားတဲ့ water mask ကိုပြန်ပြီးတော့ဖြုတ်ချင်တယ်ပြန်ဖြုတ်ချင်တယ်ဆိုရင်ဒီ page background group လေးကပဲ water mask ရဲ့ download မှာတစ်ချမ်းနဲ့ remove water mask မှာနှိပ်ပေးပါဒါဆိုရင်ကြည်ပါ ကိုထည့်ထားတဲ့ water mask လေးပြန်ပြုတ်သွားတာကို တွေ့ရမယ်ဟုတ်ပြီနော် ကဲထပ်ပြီးတော့စာနဲ့ဝါဒမန်ထည့်ကြည့်မယ်ဝါဒမန်ပဒမနဲ့ကစတန်ဝါဒမန်ကိုရွေးပေးပြီးရင်တက်စ်ဝါဒမန်ကိုရွေးမယ်အဲ့နေရာမှာတက်တက်နေရာမှာ ASAP လို့ရှိနေမယ်အဲ့ ASAP ကိုဆက်လက်မှတ်ပြီးတော့ကိုထည့်ကျင်တဲ့စာသားလေးရိုက်ထည့်ပါ ပြီးတော့ရင်ဖောင်ဖောင်နေရာမှာလဲကိုစိတ်ကြိုက်ရွေးပေးလို့ရပါတယ်ဖောင်နေရာမှာလဲကိုစိတ်ကြိုက်ရွေးချယ်ပေးပါစိုက်နေရာမှာကအော်တိုလေးပေးထားတယ်စိုက်ကိုအကြည့်သေးပြင်ချင်ရင်ပြင်လို့ရတယ်เนาะအခုတော့အော်တိုထိုင်းမဲထားမယ်ကာလာနေရာမှာကိုစိတ်ကြိုက်ပြင်လို့ရတယ်သူကတော့မိခိုးရောင်ပေးထားတယ်အပြာရောင်လေးကိုရွေးလိုက်မယ် ပြီးရင်ဒီမှာလေးယောက်မှာဒိုင်ယာဂွန်နဲ့ဒိုင်ယာဂွန်နဲ့ဆိုတော့ဒီလိုဒီဇောင်းလိုက်လေးထားခြင်းနဲ့ဆိုရင်ဒိုင်ယာဂွန်နဲ့ရွေးပြရမယ် horizon နဲ့ဆိုတာကအလျားလိုက်လေးပေါ်စီခြင်းရင် horizon နဲ့ကိုရွေးပြရမယ်เนาะအခုတော့ဒီဇောင်းလေးပေါ်စီခြင်းနာမို့လို့ဒိုင်ယာဂွန်နဲ့ကိုရွေးမယ် okay မှာနိုင်မယ်ဒါဆိုကြည့်ပါ စာရွက်ထဲမှာခုနကကိုထည့်လိုက်တဲ့ watermark လေးပေါ်လာပါပြီဟုတ်ပါပြီเนาะ microsoft word ထဲမှာ watermark ထည့်လို့ရတယ်ဆိုတဲ့အကြောင်းလေးပြောပြပေးပါပါအားလုံးပဲစင်ကြပါစေ